င်အားပြင်းကလေးလှုပ်ခတ်ပြီး73ရက်ကြာမြင့်ခဲ့ပေမဲ့ Sky Villa အဆောက်အဦအပြည့်စည်တွေအောက်မှာရောက်နေတဲ့လူပေါင်း200ကျော်ကို April 10ရက်နေ့အထိရှာဖွေရေးလုပ်နေတဲ့အခြေအနေတွေနဲ့ပတ်သက်လို့လူမှုကွန်ရက်စရေးအဖွဲ့ဝင်တယောက်ကို TV သတင်းထောက်တီရီကဆက်သွယ်မေးမြန်းထားပါတယ်ရှင်။ Sky Villa ရှာဖွေရေးအခြေအနေကဘယ်လိုရှိလဲကို။အာ Sky Villa ရှာဖွေရေးအခြေအနေကဟိုဒီတောင်းနေသေးပဲဟောနော်ရှာနေသေးပဲမှာတောင်းလို့ရမှာ200ကျော်လောက်ကျန်သေးရမှာ။ တော်တော့တိတ်တိတ်ကလေးကြားလို့ချင်းတလောင်းလောင်းအဲ့လိုမျိုးများသားဖြင့်ကျွန်တော်တို့က16အလောင်းအဲ့လိုမျိုးလေးပဲရှိသေးတယ်မှာအများကြီးကြံသေးတယ်မိုးကလည်းရွာထားတော့အနှံ့သက်တည်းရောအခုဒီမှာတော့မိုးတစ်ခါပဲရွာလိုက်တယ်မှာဒီခါလေးရွာလိုက်တော့နည်းတော်သေးရဟောအာကျွန်တော်မက်တွေတမက်မက်နှစ်သက်သုံးနဲ့တော့ကားရတာဘောနော်ကျွန်တော်တို့ဟိုတော့တွေ့တဲ့အချိန်ကျရင်ဓာတ်ပုံလေးတွေ့တဲ့အချိန်ကျရင်ပီပီဝဲပေါ့ ပြပြပုံမှာဒီရှာဖွေရေးတုံးတဲ့ပစ္စည်းတွေရောလုံလောက်မှုရှိရလားအခုဘာလိုအပ်ချက်တွေရှိလဲရှင်ဩဟုတ်ကဲ့အဓိကတော့တန်ဖြတ်ချက်တွေအဓိကတုံးတယ်မှာဒီကျွန်တော်တို့ကွန်ကရစ်တင်တဲ့တန်တန်နေနဲ့တွဲရည်တွေတွဲလောင်းနေကြနေတဲ့အချိန်နောက်တော့ဘက်ဖိုးကြီးပုတ်တဲ့အချိန်ကြာလို့ရှိရင်ကျွန်တော်တန်ချောင်းနေကြနေခဲ့တယ်ပေါ့နော်အဲတန်ချောင်းအဓိကတော့တန်ဖြတ်တဲ့ဆက်ပစ္စည်းမျိုးစုံပေါ့နော်ကာတာလိုမျိုးပေါ့နော်အဲ့လိုမျိုးတန်ဖြတ်တဲ့ပစ္စည်းမျိုးတော့တော့တောင်းရတယ်မှာအဲစကိုင်းမီလာစုစုပေါင်းတို့ရှာတွေ့ရဲ့အလောင်းကဘယ်လောက်လောက်ရှိပြီလဲကို ်ဆွာတွေ့တယ်လောမှာအချင်းသေးဆိုကြောင်းမတွေ့နိုင်တဲ့တရားကျော်လောက်တော့ရှိအောင်မှာဒူစာ150ကျော်လောက်တော့ထုတ်ယူပါ යි ပေါ့နော်အေးပေါ့အနည်းဆုံး180လောက်တော့ကျန်မှာမှာအကိုရိုးနဲ့တူဘယ်အဖွဲ့တွေပါလဲကိုဒီရှာဖွေရေးလုပ်နေကြအာတက်စီကျွန်တော်တို့အရင်တော့ဘလူးစကိုင်းကျွန်တော်တို့တယောက်ကဘလူးစကိုင်းလာတွေ့တယ်ကျွန်တော်မြန်မာနိုင်ငံလူမှုကေဇယ်ရေးအဖွဲ့နောက်တော့မြန်မာနိုင်ငံမိသားအဖွဲ့ကျွန်တော်တို့အဲ၃ဖွဲ့ပေါင်းနေအခုတော့တယောက်ကကေဇယ်ရေးအဖွဲ့ရတော့ပြောင်းသွားပြီပါ ာဒီ Sky Villa ဒီကအဲ့တော့ခုနကတည်းကရှိရမှာကြားတဲ့63ရောက်ရှိရမှာမာ230ရှိရအကိုတော့ဒီ death body ရထုတ်ပြီးသွားလို့ရှင် ကိုကို ပြန်ကာကွယ်ဖို့ဘာတွေလုပ်ရလဲရှင်အာ death body ကျွန်တော်တို့ကတူပြီးနဲ့ထုတ်တယ်ပေါ့တူပြီးနဲ့ထုတ်ပြီးလို့ရှင်ဆေးဖျားတယ်ပေါ့မာ covid တောင်းရလို့ပဲပေါ့ဟုတ်ကြ death body ကတိတ်ခင်မရတော့နှစ်နှစ်ထပ်သုံးတက်တွေထွက်ရတဲ့အခြေအနေမျိုးဖြစ်နေတယ်